Hello အားလုံးပဲမင်္ဂလာပါ Rich Reading Live Cash Reading Page မှာကြိုဆိုပါရစေ။ Rich အခုလုပ်ပေးမယ့် reading ကလာတလရဲ့ second week မှာအမြဲတမ်းပုံမှန်တင်ပြနေကြဖြစ်တဲ့ Color Energy Reading ဖြစ်ပါတယ်။အဲဒီ Color Energy Reading ကတော့သင်လာတာလဲ Rich နဲ့ကြောင့်၃နှစ်နေပါရှိပြီပေါ့နော်။အဲ့တော့အမြဲတမ်းစောင့်ကြည့်နေကြသူတွေလည်းရှိတယ်မကြည့်ဘူးတဲ့သူတွေလည်းရှိတယ်။အဲ့တော့မကြည့်ဘူးပဲနဲ့အခုမှလုံးဝပထမဆုံးပေါ့နော်။စကြည့်တဲ့သူတွေအတွက်ကို Rich က Color Energy Reading ရဲ့ဟောတဲ့ပုံစံကိုအရင်ဆုံးရှင်းပြခြင်းနဲ့ Color Panergy Reading မှာကကြတော့ဒီ reading ကိုကြည့်နေတဲ့ video ကြည့်နေတဲ့သူတွေအဲနောက်တစ်ခု rich followers လေးတွေပေါ့နော် originals လေးတွေရဲ့ energy check ပါတယ်အရင်ဆုံးပေါ့နော် originals လေးတွေ energy check ပါတယ်ပြီးရင် originals လေးတွေတစ်ဖက်လူရဲ့ energy check ပါတယ်နော်နောက်ပြီးကြရင်တော့ဒီလူနှစ်ယောက်ကြားထဲက connection ကရှေ့လျှောက်ဘဲကိုဥတီတောင်းလဲပါတယ်ရှေ့ဆက်ဖြစ်လာဖို့ရှိမလဲဆိုတာကိုအဲ generally တလားစာဒါမှမဟုတ်လို့ရှင်လဲနောက်ထပ် reading အစ်စ်မတင်မချင်း ကြာကာလအချိန်တော့ဒီမှာဖြစ်လာမဲ့ general အဟောကို rich ပြောပြပေးတယ်เนาะအဲ့တော့အပုံမှန်အဖြစ်ဒလာစာလို့ဆိုပေမဲ့ဒီ collab energy reading ကအမြဲတမ်း timeless ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ reading video ကိုပဲအချိန်မှာပဲပြန်ကြည့်ဖြစ်ကြည့်ဖြစ် energy resonate ဖြစ်တယ်ဆိုလို့ရှိရင်ဒီအဟောတွေကိုယူလို့ရတယ်เนาะအဲ့တော့ဒီ collab energy reading မှာ ိုကြီးလိုက်တဲ့ကူကပေါ့နော် energy check လုပ်တဲ့အခါမှာ rich class တွေ energy check ကို rich ဒီဘက်မှာကက်လေးလေးချပေးတယ်အဲတပတ်လို့ရ energy check ကိုလည်းဒီဘက်မှာကက်လေးလေးချပေးတယ်အဲ့လိုမျိုးပြောတဲ့အခါမှာ တခູ່မှ energy match မဖြစ်ဘူးကိုယ်အကြောင်းလုံးဝမဟုတ်ဘူးတစ်ဖက်လူရဲ့အကြောင်းနေလဲလုံးဝမမှန်ကန်နေဘူးကိုယ်နဲ့လုံးဝ resonate မဖြစ်ဘူးဆိုလို့ရှင်ဒီ reading ကိုဆက်မကြည့်ပါနဲ့ကြော်သွားပြီးပါဘာကြောင့်လဲဆိုတော့ဒါ you wrote hobby ထားတဲ့ reading မဟုတ်လို့ပဲဖြစ်ပါတယ်မှန်တဲ့သူတွေက100% energy match ဖြစ်တဲ့သူတွေကဆက်ကြည့်လို့ရတယ်ပြီးရင်ဒီအဟောတွေကိုပေါ့နော် energy claim လုပ်လို့ရတယ်အဲ့တော့ first one အနေနဲ့ဒီ collab energy reading မှာပြောချင်တာက energy switch ဖြစ်တတ်တဲ့ energy mirror ပြတတ်တယ် ရုရှင်လာစလေးတွေရဲ့ energy ကိုဟောတဲ့အခါမှာတဖက်လူရဲ့ energy အကြောင်းဖြစ်တတ်တယ်လို့တဖက်လူရဲ့ energy ပြောပြတဲ့အခါမှာရုရှင်လာစလေးတွေရဲ့ energy နဲ့တော်ပြီးတော့ match ဖြစ်နေတာမျိုးလည်းရှိတတ်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ energy match ဖြစ်လို့ရှိရင်အစစရရ claim လုပ်လို့ရတယ်เนาะအဲ့တော့ switch ဖြစ်တတ်တယ် mirror ပြတတ်တယ်ဒါလေးသတိပြုမှုကိုလိုချင်ပါတယ်အဲ second one အနေနဲ့ကတော့ဒီ call up energy reading ဒီ12 zodiac sign အတွက်အဟောမဟုတ်ပါဘူး12လရာသီကွင်အဟောမဟုတ်ဘူးเนาะအဲ့တော့ ဘာကြောင့်လဲဆိုတော့လူတွေအများနဲ့မှာတယ် rich ကမြင်တဲ့ zodiac sign တွေပြပြပြီးရပေါ့နော် for your confirmation အတွက်နော်ဒီတဖက်လူရဲ့ energy မှာပဲဖြစ်ဖြစ်မိမိရဲ့ energy မှာပဲဖြစ်ဖြစ်မြင်တဲ့ zodiac sign တွေကို rich ပြပြပြီးတယ်အဲ့တော့ energy match ဖြစ်ရင်ရတယ်ပေါ့နော်ဒီ zodiac sign ကအဓိကမကြဘူး zodiac sign တွေအကုန်လုံး12ရာသီကွင်စလုံးပါခြင်းမှာပါမယ်နော်အဲ့တော့12ရာသီကွင်း ဟောဂိမ်းမဟုတ်တဲ့အတွက်ကြောင့်မို့လို့ zodiac sign ကိုတော့အရင်ကြီးအဓိကမကြားနဲ့အဲ zodiac sign လေးတွေကိုယ့်ရဲ့ဟာလေးတွေပါလာပြီးတော့ energy လည်းတကယ် match ဖြစ်တယ်ဆိုလို့ရှင်တော့ဒါ energy claim လို့ပေါ့နော်ဆိုတော့ဒါလေးပြပြချင်တယ် okay အဲ့တော့ rich tour တွေက reading အဟောလေးကိုစပြီးတော့တွားရပါမယ်အရင်ဆုံး rich healers လေးတွေရဲ့ energy check ပေါ့နော်အခုလက်ရှိပါတွေဖြစ်နေလဲเนาะကတ်တီကိုဒီဘက်မှာချမယ် pm တပတ်လူရဲ့ energy check ကိုဒီဘက်မှာကတ်တီကိုချမယ်နောက်တော့ shuffling တခါတည်းအရင်ဆုံးလုပ်ပါမယ် တော့အခုလက်ရှိ original slavery ရဲ့ energy check ပေါ့နော်ဘာတွေဖြစ်နေလဲ bottom of the deck က queen of wands six of pentacles နောက်တစ်ခါက the hangman okay အဲ့တော့တစ်ခါလေးထပ်ပြီးတော့ shuffle လုပ်ပါမယ်တစ်ဖက်လိုရဲ့ energy check ပေါ့ ရှင်လာစလေးရဲ့တဖက်လူရဲ့ energy check ပါရဖြစ်နေလေ Wheel of Fortune နဲ့ Base of the Deck ကနောက်တစ်ခါ Two of Wands Ten of Pentacles Okay နောက်ဒီလူနဲ့ယောက်ျားတွေက connection ပေါ့နော်ရှင်းဆက်ပြီးတော့ဒီအခြေအနေတွေဖြစ်လာဖို့ရှိမယ်ဘယ်ဦးတည်သွားမလဲအချိန်ကာလနောက်ထပ်ရင်းအပြည့်မတင်ချင်းတမောင်းလို့ရှင်လဲ generally the Laza Bona. Body Bottom of the deck, Ace of Cups. Now to pick up Four of ones. the Star. six of cups and the last one six of wands okay အဲ့ဒါကတည်းကစီပင်ပြန်လာခဲ့ပါမယ်ခဏလေးပါ Hello I'm back so let's start the reading อืมအဲ့တော့ rich ကရရှိလာစနေပြီဘက်က energy check ကိုစပြီးတော့ပြပြမယ်ပေါ့เนาะအဲ့တော့ energy check မပြောခင်မြင်ရတဲ့ zodiac sign တွေကอืม Taurus Fargo, Capricorn, Aries, Leo, Sagittarius. Mm, now the Aries ဒီမှာမြင်ရတာက Water elements လေး a little တွေ့ရတယ်ပေါ့နော်။ Scorpio တော့မပါဘူး။ Cancer နဲ့ Pisces တော့ a little လေးတွေ့ရတယ်ပေါ့နော်။ဒါမဲ့ cancer နဲ့ pisces ကအရင်ကြီးတော့တော့ energy တော့ strong မဖြစ်ဘူးကိုယ်စိုးရက်ဆိုင်ထဲမှာပါတယ်ဆိုလို့ရှင်တော့လေ energy claim လုပ်သွားပေါ့เนาะအဲ့တော့ ဲ zodiac sign တွေ original sign တွေဘက်မှာပြန်ပြောရမယ်ဆိုလို့ရှင်တော် rich ဒီမှာ Taurus, Virgo, Capricorn, PM, Aries, Leo, Sagittarius and ခုနကငါတို့ rich ပြောသွားတဲ့လိုမျိုးဒါ Cancer နဲ့ Pisces ပေါ့နော် Scorpio energy အသိ strong မဖြစ်ဘူးเนาะအဲ့တော့ okay hmm rishinas လေးတွေ energy လောလောဆယ်ပါးဖြစ်နေလဲဆိုတော့ကိုကိုကိုယုံကြည်မှုပျောက်ဆုံးနေတယ် အခြေရေးနဲ့ပတ်သက်ပြီးတော့အခြေရေးတစ်ခုထဲမှာကိုကိုကိုယုံကြည်မှုပျောက်ဆုံးနေတဲ့ဒီအခြေရေးတစ်ခုလည်းကွက်ပြီးဖြစ်နေရနော်ဂျန်တဲ့အရာတွေမပါဘူးအဲ့တော့ဒီ originals တွေအများကြီးထဲမှာအလောက်ဂိုင်းမဲဖြစ်ဖြစ်နော်အဲဒီ career ဘိုင်းနဲ့ပဲဖြစ်ဖြစ်ကိုရှိနေတဲ့ပဝင်ချင်းကိုရှိနေတဲ့နယ်ပယ်မှာအများအလယ်မှာပေါ့နော်အောင်မြင်ထင်ရှားရတယ်ကြော်ကြားရတယ်နော် ိုလူအများရဲ့ယုံကြည်ကိုးစားခြင်းကိုခံရတယ်လူအများရဲ့အထင်ကြီးလေးစားခြင်းကိုခံရတယ်ကိုတည်လက်အထိုင်လျောက်အောင်မြင်နေတယ်အခြေအနေတစ်ခုမှာယက်တည်နေတယ်ခုခြေတော့ပေါ်ကိုယက်တည်နိုင်တယ်အစစအရာရတော်တော်များများနှီးပါပေါ့နော်အကုန်တော်တယ်ထက်မြက်တယ်ငွေရှာအရန်တော်တယ်နော်သူများကိုလည်းအဲကုညီပေးကန်းတက်တယ်တကယ်ကိုရက်ရောတဲ့အစိတ်ရှိတယ်ကိုချင်းစာစိတ်ရှိတယ်ဒါပေမဲ့ ဲ့ဒီအခြေရေးတစ်ခုထဲမှာပဲလာပြီးတော့ကိုကိုကိုယုံကြည်မှုပျောက်ဆုံးနေတာမျိုးရှိတယ်အဲငါပါလို့ပေါ့နော်ငားကြမဒီအခြေအရေးမှာအလိုမျိုးဖြစ်နေရလဲပေါ့နော်တခြားသူတွေအခြေအရေးအရင်အဆင်ပြေနေရမျိုးလေးတွေ့လို့ရှိရင်အားကြရတယ်ကိုကိုတိမ်ငယ်တယ်နော်အာငားကြမပါလို့ပေါ့နော်ဒီ why always me for the amlady အခြေအနေပတ်သက်လို့ရှိရင်အဲ့လိုတိမ်ငယ်စိတ်လေးတွေယုံကြည်မှုပျောက်နေတာမျိုးလေးတွေ တွေ့ရတယ်အဲ့တော့အခုချိန်မှာ originals လေးတွေကဒီတပတ်လုံနဲ့ပတ်သက်ပြီးတော့ဗောနော်ဘယ်လိုမျိုး dealing stage မှာပဲရှိနေရှိနေอืมတော်တော်လေးဒီနာကျင်နေတယ်အဲ့ဒီနာကျင်မှုကိုလွတ်ချခြင်းလာပြီပေါ့နော်လွတ်ချခြင်းနဲ့အဲ့ဒီဘာကြောင့်လွတ်ချခြင်းစိတ်တွေဖြစ်လာလဲဆိုတော့ခုနကရစ်ပြောသလိုပဲကိုယ်ကိုယုံကြည်မှုပျောက်လာတာမျိုးနောက်တစ်ခုကကျတော့ ဒီရက်တာအတော်အတွင်းပေါ့နော်လွန်ခဲ့တဲ့ rich d reading ကိုမကြည့်ခင်လွန်ခဲ့တဲ့6ရက်သို့မဟုတ်လွန်ခဲ့တဲ့12ရက်အတော်အတွင်းမှာဒီတဖက်လူစီကပေါ့နော်အာ something ဆောင်းလာတဲ့ရင်စကားတစ်ခုခုပဲဖြစ်တစ်ခုခုကိုကိုမြင်လိုက်သိလိုက်ရကြားလိုက်ရတာမျိုးပဲဖြစ်ကိုဘာသာကိုပေါ့နော် overthink ဖြစ်ပြီးတော့အဲတဖက်လူရဲ့အခြေအနေအကြောင်းတရားပေါ်မှာကိုကအဲ test ပွားပြီးတော့ဗောနော်ရှောက်တွေးလိုက်တဲ့အခါမှာတန်တရားတွေအများကြီးဝင်သွားတာကြောင့်ပဲဖြစ်ဖြစ်တော့အတွေ့တွေတအားကြီးတရလွန်လွန်ပြီးတော့ပဲဖြစ်ဖြစ်အဲ့ဒီ fears တွေ worries တွေဝင်ပြီးတော့ဗောနော်တော်ပြီးငါလက်လွတ်ချလိုက်တော့မယ်ငါဆက်ပြီးတော့လုံးဝ handle မလုပ်နိုင်တော့ဘူးငါဒီအခြေအနေကိုဘယ်လိုမှဆက်ပြီးတော့မရက်တည်နိုင်တော့ဘူးအယမ်းနာကျင်နေပြီးလွတ်ချတော့မယ်ဆိုတာမျိုး ဖြစ်နေတယ်ဒါပေမဲ့လည်းအဲ့ဒီတန်ရောစင်ဂျိုးဗောနော် rich ဒီမှာမြင်တာကချစ်ချင်းမေတ္တာတရားဆိုတာတဲ့အဲ့လိုတန်ရောစင်ဂျိုးလေးတချောင်းကလာပြီးတော့ခိုင်မြဲနေတဲ့အခါမှာဒီဟို လွတ်မချနိုင်ဖြစ်နေတာပေါ့နော်တန်ရုံးစင်ကျိုးလေးတစ်ချောင်းလာတင်းနေတာမျိုး risk ဒီမှာမြင်ရတယ်အဲတချို့တွေကကြောက်လဲတစ်ဖက်လူရဲ့အပြုမူလေးတွေကပြန်ပြီးတော့တစ်ဖက်လူကပြန်ဆွဲထားတာမျိုးနော်တစ်ဖက်လူကသူ့ကိုဘယ်လိုပြောမလဲထားမသွားစေချင်တာကိုအာပေါ်တိန်ဖြစ်စေနော်အေးမွေးနဲ့ဖြစ်စေတောင်းချင်လဲစိတ်ထဲကနေလဲတည်နေတယ်ပေါ့နော်ကိုလွတ်ချခြင်းနဲ့ဒါပေမဲ့တစ်ဖက်လူကသူ့ကိုလွတ်မချသွားအောင်သူ့ကိုထားမသွားအောင်တနည်းနည်းနဲ့ပေါ့နော်ခုန risk ပြောတဲ့လိုမျိုး တန်ရောစင်ကျိုးလေးတစ်ချောင်းမဟုတ်ပြီမဲ့အဲ့လိုတန်ရောစင်ကျိုးလေးတစ်ချောင်းလို့ပေါ့နော်မြဲမြံတဲ့အကြောင်းတရားတွေနဲ့ဆွဲဆွဲထားတာမျိုးကိုတွေ့ရတယ်အဲ့တော့အခုချိန်မှာဘာလို့လို့လို့မှမသိဘူးပေါ့နော်အရင်တုန်းကအဲတယောက်နဲ့တယောက်ကြားထဲမှာအပေးကြီးမြတ်တာခဲ့တာမျိုးတွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်းအခုချိန်မှာအဲ့ဓာတွေအကုန်လုံးကဆုံးဆုံးမြုပ်ဘယ်နာတွေပျောက်လို့ပျောက်ကုန်မှမသိတော့တာမျိုးတွေဖြစ်နေတာမျိုး risk ဒီမှာမြင်ရတယ်ပေါ့နော်အဲ့တော့ဒီချိန်နေမှာဆက်ပြီးတော့ရောဟိုတယောက်နဲ့တယောက်ကြားဟိုအပေးယူမြတ်မြတ်တတရှိအောင်တယောက်နဲ့တယောက်ကြားထဲမှာ justice ရအောင်ဆက်ပြီးတော့ handle လုပ်နိုင်ပါအောင်မလားဆိုပြီးတော့ originals လေးတွေတော်တော်များများဝါရီဖြစ်နေတာမျိုးကိုမြင်ရတယ်။အဲ့တော့အခြေအနေလေးတွေကတော့ပေါ့เนาะဒီအခြေရေးကလည်းလို့ရှင်ကျန်တာအလုံးအဆင်ပြေနေတာမျိုးတွေ့ရတယ်။နောက်တော့ originals လေးတွေဒီအမြင်ရှုထောင့်ပြောင်းပြီးတော့ကိုကိုကိုပြန်ပြီးတော့သုံးသက်ကြည့်ပါဆင်ခြင်ကြည့်ပါเนาะကိုအရင်တုန်းကရောဘယ်လိုမျိုးတွေကြော်ဖြတ်ခဲ့လဲเนาะအခုဒီလိုမျိုးကိစ္စတွေမှာလည်းအရင်အတွေးမလွန်မဲနဲ့ပေါ့เนาะဒီဒီစကြာပိုးဝင်နေပြောဆိုဆက်ဆက်ညှိနှိုင်းလို့ရလို့ရှင် ပုံပွင့်လင်းလင်းပြောဆိုကြည့်မေးမေးလို့ရတဲ့သူတွေကမေးကြည့်မေးလို့မရဘူးပေါ့နော်တိတ်တိတ်ဆိတ်ဆိတ်လေးပဲဒီတိုင်းစောင့်ကြည့်နေဆိုလို့ရှိရင်အချင်းနေတကူကိုဘာမှဆုံးဖြတ်ချက်မချခင်အနေထားတကူစောင့်ကြည့်ပါအောင်လေ့လာပါအောင်ဆိုတာမျိုးလေး rich ကအကြံဉာဏ်ပေးခြင်းနဲ့နော်ဆိုတော့ဒါကတော့ rich last layer ဘက်က energy checking မှာအဲ့တော့တစ်ဖက်လိုဘက်က energy checking ကို reset ပြလို့ပြပေးမယ် တပတ်လူရဲ့ energy check မှာလဲ rich အဲဒါလေးမဟုတ်ခင် zodiac sign ကိုရင်လုံးပြောပြမယ်ပေါ့เนาะအဲ့တော့ rich မြင်ရတဲ့ zodiac sign တွေကဆက်ပြီးတော့ပဲဒီမှာ Taurus, Virgo, Capricorn တွေ့တယ် Aries, Leo, Sagittarius တွေ့တယ်ပြီးလို့ရှင်တော့ rich ဒီမှာမြင်တာက음 Aries Sagittarius energy ထပ်ပြီး strong ဖြစ်တာမျိုး rich ဒီမှာမြင်ရတယ်ပေါ့နော်အဲ့တော့တပတ်လူရဲ့ zodiac sign တွေကတော့ rich အဲအဲ့ဒီ6ခုကိုပဲတော်တော်လေးမြင်ရတယ်ပေါ့နော် Aries Leo Sagittarius Taurus Virgo Capricorn နော်ဒီလိုမျိုးလေးမြင်နေဆိုတော့တပတ်လူရဲ့ energy check ကို rich ဒီမှာပြောရမယ်ဆိုလို့ရှင်တပတ်လူကကြတော့လေငိုတဲ့ကသူကလေကံကောင်းတဲ့အထက်မှာပါတာပေါ့နော်ဥမာအာဘယ်လိုပြောမလဲဒီ မွေးကလေးကပါရမီကောင်းတဲ့အနေအထားမျိုးလေးနဲ့မွေးလာတာလည်းဖြစ်ကောင်းဖြစ်မယ်အမြဲတမ်းစင်ပေါ်ကလူဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်သူ့ကိုလူတွေကအမြဲတမ်းအဲချီးမြှောက်ပြီးတော့အပေါ်ပင့်တင်ထားတာမျိုးပေါ့နော်ဆိုတော့ဒီကန်စာတာအမြဲတမ်းကောင်းတဲ့ဘက်မှာရှိနေတာမျိုးတော်တော်များများကောင်းတဲ့ဘက်မှာရှိနေတာမျိုးတွေ့ရတယ်ပေါ့နော်အမြဲတမ်းကန်ကောင်းနေတာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့လည်းလူချစ်လူခင်ပေါ်တယ်စမ်းပွင့်တယ်နော်အာသူ့ကိုဆိုလို့ရှိရင်အားလုံးကပေါ့နော်ခင်ကျင်တယ်မင်းကျင်တယ်သူ့ရဲ့ဒီ society ပတ်ဝန်းကျင်မှာဆိုလို့ရှိရင် ဟိုလုံးဝမင်းသားလေးလိုမင်းသမီးလေးလိုပေါ့နော်အဲ့လိုပုံစံမျိုးအမြဲတမ်းပျောက်စားခံရတာမျိုးရှိတယ်။နော်ဆိုတော့ဟိုတော်တော်လေးကိုတကယ်ကိုလူချစ်လူခင်ပေါ်တဲ့အထင်မှာပါတာမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့လက်ရှိသူ့ရဲ့ energy မှာကကြတော့လေအခုဒါလည်းသူကလုံးဝအမ်ကံကောင်းနေတယ်နော်ကံကျမအလှည့်ပြောင်းသူ့ဘဝတိုင်းမှာအလှည့်ပြောင်းလေးတွေတော့ဖြစ်နေတာမျိုးတော့ရှိတယ်ဒါပေမဲ့အရင်ကြီးစိုးစိုးရွားရွားတော့မဟုတ်ဘူးဒါပေမဲ့ အဲ့ဒီစိုးစိုးရွားရွားမဟုတ် ပြီမဲ့လေပေါ့နော်သူ့ဘဝထဲမှာဖြစ်ပျက်နေတဲ့အပြောင်းလဲတွေသူ့ဘဝထဲမှာဒီတွေ့ကြုံနေရတဲ့ဒီ mystery changes တွေကြားထဲမှာသူဒီဘာဖြစ်နေရလဲဆိုတာကြာ rich ဒီမှာမြင်ရတဲ့ energy awake ဖြစ်နေတဲ့အချိန်လို့တွေ့ရတယ်။အဲတကယ် awakening တစ်ခုကိုသူရသွားတာ spiritual awake ဖြစ်သွားတာအဲ့လိုပုံစံမျိုးလေး rich ဒီမှာမြင်ရတယ်ပေါ့နော်ဆိုတော့ဒီသူ့အနေထားကဒီ changes ကသူသူများတွေဆိုကဘဝမှာ spiritual awake ဖြစ်ဖို့အတွက်ကိုလုံးဝဒီ changes ကပေါ့เนาะကံကြမ္မာအလှည့်ပြောင်းသည်ဝုံတိုင်းနဲ့ဆိုအရန်ကြမ်းတမ်းတယ် ဘဝအချိုးကွေရတစချိုးလုံးဝဝုံးဆိုပြီးတော့ချိုးကွေသွားတော့မှဒီ awake ဖြစ်သွားတာမျိုးတွေပါလေရှိတယ်ပေါ့နော်အဲ့တော့ तू ကတော့အဲ့လိုမျိုးအရန်ဆိုးရွားနေပုံစံမျိုးတွေမှာ risk ဒီမှာမမြင်မိဘူးဒါပေမဲ့အဲ slightly သွားတဲ့ပုံစံမျိုးပေါ့နော်ဒီမတိမတာလေး changes လေးတော့ဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီမတိမတာ changes လေးတွေမှာကိုပဲ तू ကိုယ်တိုင်က awareness အရန်ကောင်းလို့လားတော့မပြောတတ်ဘူး तू ကိုယ်တိုင်ဒီ sense ရင်းနေပေါ့နော် energy awakening ဖြစ်နေရ spiritual awakening ဖြစ်နေရဒီလိုပုံစံမျိုးလေးကိုမြင်ရတယ်เนาะအဲ့တော့သူကကြတော့သူ့ရဲ့ပုံစံက အဲ risk ဒီမှာမြင်တာပေါ့နော်သူဒီဘယ်လိုမျိုးအခြေဆိုင်ပဲရှိရှိလောလောဆယ်မှာ original slay တွေနဲ့တချို့ LDRs တွေပါရင်ပါမယ်တောင်းဆိုရင်တောင်းလဲကြောင်းအဲနေရာချင်းမတူတာမျိုးချင်းမတူတာတချို့ကလည်းစိတ်ချင်းဝေးနေတာမျိုးတွေရှိကောင်းရှိမယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ဖက်လူကလောကဒီ LDRs ပုံစံမျိုးတွေတောင်းလဲတောင်းကြားမှာအဲ distance တစ်ခုခုပေါ့နော်လူချင်းဝေးกว่าနေတာကိုသူ့စိတ်ထဲမှာသူကတိတ်ပြီးတော့သဘောကျတဲ့တဲ့ထဲမှာမပါဘူးနော်ပြောရမယ်ဆိုလို့ရှင် maybe တချို့တွေက skinship အရန်ကြိုက်တာမျိုးတွေရှိတယ်တချို့တွေကကြတော့အမြင်နဲ့ပေါ့နော်ကိုယ့်ချစ်သူမျက်နှာလေးကိုနေတိုင်းတွေ့ကျင်တဲ့သူတွေရှိတယ်ဆိုတော့အဲ့လိုမျိုးသူ့ ရဲ့စိတ်ကလေးတစ်ခုကဒီ original slave နဲ့သူနဲ့ကြားထဲမှာ difference ရှိနေတဲ့အပေါ်မှာတိတ်ပြီးတော့မနှစ်မြို့တာသူတက်တိတ်ပြီးတော့အစင်မပြေတာစိတ်ထဲမှာတစ်ခုခုပေါ့နော်ခိုးလို့ခုလို့ပေါ့အဲအဲ့လိုပုံစံမျိုးလေးတွေဖြစ်နေတာမျိုးရှိတယ်အဲဒါမှမဟုတ်လို့ရှင်တဲ့တချို့တွေကကြာ original မှာဗာမြင်ရလဲဆိုတော့အဲ original slave တွေနဲ့ တဖက်လူနဲ့ကြားထဲမှာမတူညီ၊ကွဲပြားခြားနားမှုတစ်ခုပေါ့နော် maybe လူမျိုးဘာသာနောက်တောင်းရှင်လဲ culture မတူတာ tradition မတူတာနော် religion မတူတာဒီလိုပုံစံမျိုးလေး၊ကွဲပြားခြားနားမှုတစ်ခုရှိတယ်ဆိုတော့အဲ့ဒီကွဲပြားခြားနားမှုတစ်ခုကအဲ ဘယ်လိုပြောမလဲနှစ်ယောက်ကြားထဲမှာဒီခြားနားမှုတွေကိုသူ့စိတ်ထဲမှာခုလိုခုလိုတော့ဖြစ်ပေမဲ့သူဒီဒီကွဲပြားခြားနားမှုတွေအကုန်လုံးကိုရအောင်ညှိနှိုင်းတယ်။တော့ရအောင်အဆင်ပြေအောင်လုပ်မယ်ဒီလိုစိတ်တက်မျိုးလေးတော့ရှိနေတယ်ဆိုတာကို Rich ဒီမှာမြင်တယ်။အဲ့တော့ Rich လား Slavery နဲ့သူနဲ့ကြားထဲမှာ difference ရှိနေတယ်ဆိုလို့ရှင်လေသူကအဲ့ဒါကြီးကိုဆွဲပြီးချုံလိုက်ခြင်းနဲ့ဥမာလူချင်းဝေးနေမလား तू နီးစပ်အောင်နှစ်ယောက်အတူတူရှိအောင် तू ဘယ်လိုလုပ်မလဲဆွဲပြီးတော့ဗောနော်ခြုံတာမျိုးပဲဖြစ်ဖြစ်ပုံစံအနေထားတစ်ခုပြောင်းတာမျိုးပဲဖြစ်ဖြစ် plan ချတာမျိုးပဲဖြစ်အဲ့လိုပုံစံမျိုးသူလုပ်ချင်တယ်။ဒါမှမဟုတ်တခြားသောခုနက rich brother religion and culture tradition နဲ့မတူဘူးဆိုလို့ရှင်တယ်။ဘယ်လောက်ထိသူညှိနှိုင်းလို့ရမလဲ။တော့သူလုံးဝဒီပြောင်းလဲချင်တာမျိုးကိုရှိတယ်။ဒီအခြေအနေကြီးကိုသူလုံးဝဟိုဆွဲလှည့်ပလိုက်ချင်တယ်ပေါ့နော်။အဲ့လိုအနေထားမျိုးလေး rich ဒီမှာမြင်ရတယ်။အဲ့တော့သူဒီ rich class လေးတွေနဲ့ပတ်သက်ပြီးတော့ကရေရှည် long term အထီးကိုတော့ရည်ရွယ်ထားတယ်။သူပုံစံကဟိုဘယ်လိုပြောမလဲ။လောလောဆယ်ဒီ rich reading ကိုကြီးမဲ့သူတွေကြားထဲမှာ crash နဲ့ dealing လုပ်နေရမျိုးတွေ ေးရှိမယ် ace နဲ့ပြန်ဒီလင်းလုပ်ရမျိုးအမျိုးမျိုးရှိမယ်ကွယ်နော် date dating ပုံစံအမျိုးမျိုးရှိနေမယ်ဒါပေမဲ့လည်းတစ်ဖက်လူဒီ original slave နဲ့ပတ်သက်လို့ရှင် rich ဒီမှာမြင်တာကလုံးဝ long term long term အခုခဏလေးဒီတွေ့တယ်ကြိုက်တယ်ခဏတစ်ဖြုတ် date လုပ်တယ်ပြီးရင်အပြတ်သွားမယ်ဒီဒီလိုပုံစံမျိုးဒီရေတို့ကာလအနေအထားလေးတခုသူစဉ်းစားထားတာမဟုတ်ဘူး rich နာ slave နဲ့ပတ်သက်ပြီးချစ်သူရေးစားဆိုတဲ့အနေအထားတခုကလုံးဝရေရှည်သွားကျင်တာ ရေရှည်ပုံစံအဲမှာခင်မင်းရင်းနှီးမှုကနေစဉ်တဖြည်းဖြည်းတဖြည်းဖြည်းပေါ့နော်လောလောက long term သွားကျင်တာမျိုးတွေ့ရတယ် original skill နဲ့ပတ်သက်လို့ရှင်သူဒီ foundation ခိုင်ခိုင်မာမာ relationship ပုံစံတစ်ခုကိုသူချမှတ်ခြင်းနဲ့တယောက်နဲ့တယောက်ကြားမှာ solid relationship တစ်ခုသူတည်ဆောက်ခြင်းနဲ့ဒီလိုပုံစံမျိုးလေးတွေတွေ့ထားတာမျိုးတော့ရှိရဲဒါပေမဲ့လောလောဆယ်မှာသူ့ဘက်မှာလည်းအရန်ကြီးအခြေအနေတွေဒီ rich ဒီမှာမြင်တဲ့ financial income တစ်ခုဒီ stable မဖြစ်သေးတာတောင်းလို့ရှင်လည်းသူလိုချင်တဲ့အနေထားလောက်ထိမအောင်မြင်သေးတာအဲအစကပြောခဲ့သူဒီစင်ပေါ်ကလူလို့ပြောခဲ့ဒါပေမဲ့အဲစင်ပေါ် ော်ကလူဆိုပေမဲ့လည်းသူ့အနေထားသည်သူလိုချင်တဲ့ပန်းနိုင်တိမရောက်သေးတာသူ့ရဲ့ရည်မှန်းချက်တွေမပြည့်သေးတာတို့ဒီလိုပုံစံမျိုးလေးတွေရှိတယ်ဆိုတော့အဲကြောင့်မလို့သူဒီ financial income တစ်ခုကိုသူလိုချင်တဲ့အနေထားတစ်ခုထိရောက်အောင်သူအရင်ဦးဆုံးစ조사မယ်အဲသူ့ရဲ့ family เนาะဒါမှမဟုတ်ရှင်လည်းသူ့ရဲ့ဒီ responsibility ယူထားရတဲ့အခြားသောအကြောင်းအရာတွေရှိနေဆိုလို့ချင်းဒါတွေအကုန်လုံးကိုပြေဝအောင်အကုန်လုံးစိတ်ချပြီးတော့သူလုံးဝလှက်ကြည့်စရာမလိုတော့တဲ့အထီးကိုသူအနေထားတစ်ခုရအောင်စူးစမ်းမယ်အကုန်လုံးကိုစီစဉ်မယ် ပြီးတော့မှသူ့ပုံစံကဒီ original slave နဲ့ long term သွားဖို့အတွက်ကိုပေါ့နော်သူစဉ်းစားထားတာမျိုး plan တွေချထားတာမျိုး next move သွားဖို့အတွက်ကိုပေါ့နော်သူ season ထားတာမျိုးဒါမှမဟုတ် original slave နဲ့ next step ဘယ်လိုမျိုးသွားမလဲဘယ်လိုမျိုးအဆင့်တက်မလဲเนาะအဲဒီလိုတွေသူ season ထားတာမျိုးအုံနောက်ထဲမှာတကူပြီးသူ plan တွေချထားမျိုးတွေ့ရအဲ့တော့သူကတော့ rich ဒီမှာမြင်ရတဲ့လောက်က original slave နဲ့ပတ်သက်လို့ရှိရင်တော်တော်များများပေါ့နော်အဲ90ရာခိုင်နှုန်းလောက်ထိတော့သူ အဲအကောင်းမြင်ထားတယ်เนาะ90ရာခိုင်နှုန်း80ရာခိုင်နှုန်းလောက်ထိကိုပဲတွေးပါတယ်เนาะဆိုတော့သူအလောက်ထိကို original slave နဲ့ပတ်သက်ပြီးတော့အကောင်းမြင်ထားတယ် positive mindset နဲ့သူရေရှည်ထိကိုကြည်ထားတယ်เนาะလုံးဝဒီဟိုမျက်တောင်မွေးတစ်ထောက်စားပေါ့เนาะလုံးဝရေတို့ကာလလေးမဟုတ်ဖ ೇನೆ လုံးဝဟိုးအရှိအရှိ ရေရှည်အထိကိုသူတွေးပြီးတော့သူစီစဉ်ထားတာခေါင်းထဲမှာ plan တွေချထားတာမျိုးတွေရှိတယ်အဲ့တော့ Richinas လေးနဲ့သူနဲ့ကြားထဲမှာနှစ်ယောက်ကရေရှည်ကပြောခဲ့တယ်လို့ပဲတယောက်နဲ့တယောက်ကြားထဲမှာလူချင်းဝေးနေတာမျိုးတွေရှိတယ်တယောက်နဲ့တယောက်ကြားထဲမှာနိုင်ငံမတူတာနေတဲ့မျိုးမတူတာเนาะဝေးနေတာမျိုး LDRs တွေပါတယ်ဆိုလို့ရှိရင်တစ်ဖက်လူဒီကိုရှိတဲ့နေရာကိုလိုက်လာချင်တာမျိုးကိုရှိတဲ့နေရာကိုတွေးဖို့အတွက်ကိုပေါ့เนาะ plan တွေချထားမျိုးစီစဉ်ထားတာမျိုးတောင်းလို့ရှိရင်လည်းအဲဘယ်လိုမျိုးစုံစည်းမလဲဘယ်လိုမျိုး date လုပ်မလဲဘယ်လိုမျိုးတွေ့ကြုံကြမလဲတွေ့မလဲပေါ့เนาะဒီလိုမျိုးတွေသူစ င်းစားပြီးတော့သူ action ယူနေတာမျိုးစီစဉ်ထားတာမျိုးတွေရှိတယ်ဒါပေမဲ့လည်းလောလောဆယ်မှာသူဒီငွေရေးကြေးအလုပ်ကိစ္စတွေကိုသူပို့ပြီးတော့ဦးစားပေးနေတာမျိုးတွေရှိတယ်သူမှဒါဒီ responsibility ယူထားရတဲ့လူတွေရှိတယ်ပေါ့နော်အဲ့တချို့တွေကကြတော့အိမ်တော်တစ်ခုလုံးကိုเนาะအလုံးဝထမ်းပိုးထားပြီးတော့အိမ်ရဲ့ထောက်တိုင်နေနဲ့เนาะလုံးဝအဲ စည်းဝါရှာနေရတဲ့သူတွေရှိတယ်။တချို့ကကြောက်ရလဲနော်ကိုယ့်ရဲ့ဒီမိသားစုမောင်နှမတွေကိုထောက်ပံ့နေရတာမျိုးတွေရှိတယ်။တချို့ကကြောက်လဲအကိုကြီးအဖအရာပုံစံမျိုးတွေပါမယ်ပေါ့နော်။တချို့ကကြောက်လဲအမကြီးအမိအရာပုံစံမျိုးတွေပါမယ်ပေါ့နော်။အဲ့တော့ဒီ responsibility အားလုံးကိုသူလုံးဝလက်ကြည့်စရာမလိုတော့တဲ့ဒီလုံးဝသူအားလုံးကို season ပေးပြီးတဲ့အခါကြလို့ရှင်တော့ original slave တွေနဲ့အဲအတူတူပေါ့နော်ရေရှည်မိသားစု life တစ်ခု family life တစ်ခုသွားနေတာမျိုးတွေ့ရတယ်။နောက်တစ်ခုကကြောက်တော့တစ်ဖက်လူတီသူ့ရဲ့ပုံစံက original မှာပါမြင်ရလဲဆိုတော့ ဟိုပြည့်ပြည့်စုံစုံအရာအလုံးကို နေခြင်းနဲ့အဲဆိုလိုချင်တာကဒီလိုခေတ်ကာလကြီးမှာလဲဒီအတွေးကရှိတာတော့လဲရှိတင်နေပေါ့နော်ဟိုလုံးဝကြီးအရန်ကြီးကြီးကြီးတက်ချမ်းသာနေတာမျိုးပြည့်စုံကြွယ်ဝမှုလွန်ကဲနေတာမျိုးမဟုတ်ဘူးဆိုရင်တော့မသူဒီလူတန်းစိနေခြင်းနဲ့ထိုင်ခြင်းနဲ့သွားခြင်းနဲ့စားခြင်းနဲ့လာခြင်းနဲ့အဲ့လိုပဲ original slave တွေကိုလည်းသူဒီလုံးဝ financial stable တစ်ခုကို ပေးခြင်းနဲ့ supporting လုပ်ခြင်းနဲ့เนาะအဲဘယ်လိုပြောမလဲ ဒီကောင်းကောင်းမွန်မွန်တင်တောင်းတင်ကထားခြင်းနဲ့ပေါ့နော်ပူပင်တော့ကဒီငွေရေးခြေရင်းနဲ့ပတ်သက်လို့နော်အာဥစ္စာပစ္စည်းရေးနဲ့ပတ်သက်လို့ abundance ဒီအခြေအနေအနေထားရင်းနဲ့ပတ်သက်လို့ပေါ့နော်စိတ်ပူပန်တော့ကရောက်ရတာမျိုးသူမဖြစ်စေချင်ဘူးဆိုတဲ့အကြောင်းလို့သူအနေထားဒီဟာတွေကိုအရင်စူးစမ်းအောင်မယ်ဒါပြီးတော့မှသူရေရှည် long term တော့ဖို့အတွက်ကိုကျွန်တော် original series တွေကိုဖွင့်ပြတာမျိုးပဲဖြစ်သူ season ထားတာမျိုးပဲဖြစ်အဲ next step တွေတက်မှာမျိုးပဲဖြစ်ပေါ့နော်ဒီလိုမျိုးတွေးနေတာမျိုးတော့ရှိတယ်အဲ့တော့လောလောဆယ်မှာတော့သူရဲ့ energy တွေ rich ဒီမှာမြင်ရတာက ်ငွေရေးကြေးရေးအလုပ်ကိစ္စသည်သူ့ရဲ့ first priority နေထားမှာရှိနေရမျိုးကိုတွေ့ရတယ်เนาะအဲဒါတော့တစ်ဖက်လူရဲ့ energy checking မှာအဲ့တော့ဒီလူနှစ်ယောက်ကြားထဲက connection ကရှိကိုဘယ်ဥတည်သွားမလဲဘယ်လောက်ထိအခြေအနေတွေဖြစ်မလဲပေါ့เนาะဒါတွေပြောပြပေးမယ်အဲ့တော့အာနောက်တစ်လအထိဒါမှမဟုတ်လို့ channel ထဲ reading အစ်စ်မတင်မတင်ချာကာလအချိန်ကာလပေါ့เนาะ okay အဲ့တော့အနေထားတွေကဘာလဲဖြစ်လာဖို့ရှိမလဲဆိုရင်အရင်ဦးဆုံးပါတွေ့ရလဲဆိုတော့ original slave တွေ manifest လောက်ထားရတယ်ဒီလိုနဲ့ပတ်သက်ပြီးတော့စုတောင်းထားတာတွေရှိတယ်တိုင်တယ်ထားတာတွေရှိတယ်เนาะစုံနေတာပဲတိုင်တယ်ထားတာမှာ rich မှာမြင်တာတော်တော်လေး goddess တွေရော god တွေရောเนาะလုံးဝဟို ဖျားသခင်ပေါင်းများစွာပေါ့เนาะဆိုတော့နှစ်ဖျားတွေလည်းပါတယ်အဲ့တော့ကိုကဘာဘာသာပဲကိုကွယ်ကိုကွယ်အကုံဆုံးကိုလိုက်ပြီးတော့ manifest လုပ်နေတာမျိုးဥမာထားလိုက်ပါတော့ဘယ်နေရာပဲဥမာခရီးတွေထွက်တယ်เนาะအဖျားဆုံးဖူးတယ်ဒါဒါဗုဒ္ဓဘာသာဆိုရင်ပြောတာပေါ့เนาะအဲ့လိုမျိုးဆိုလည်းဖျားတွေရောက်တိုင်းလဲစုဝတီတခုတည်းပဲသူနဲ့အဆင်ပြေဖို့เนาะအဲ့လိုမျိုးတချို့တွေကကြာလဲ manifest အဲ tool တွေနီးပေါင်းစုံသုံးပြီးတော့ suit down နေတယ်စုဝတီတခုတည်းပဲဒီလိုနဲ့အဆင်ပြေဖို့เนาะအဲ့တော့ဟိုဘယ်လိုမျိုး စုတွေပဲတောင်းတောင်းဘလောက်တွေပဲလောက်လောက်ပေါ့နော်ကို့အနေပုံစံနဲ့စိတ်แท้မှာလေဒီစုပြေလာပါမလားဆိုပြီးတော့ဝါရီများနေတာမျိုးတွေ့ရတယ်အရင်ဆုံးအဲ့တော့ဝါရီမများနဲ့ rich ဒီမှာပြောနေတာကကို wish လောက်ထားတဲ့အတိုင်းကို hope ရှိတဲ့အတိုင်းကို လုံးဝ separate manifest လုပ်ပါဒီပုံမှာလည်းယုံကြည်မှုထားပါ doubts တွေကိုအကုန်လုံးဖယ်ရှားပါကိုလုံးတဲ့ manifest ပုံမှာတန်တရာဖြစ်တာနဲ့ဒီအရာဒီဒီ negative energy ဝင်သွားတာလို့ပြောလို့ရတယ်အဲ့ဒီ negative energy ကို manifest လုပ်နေတဲ့အချိန်တော့အတွင်းမှာဘာမှအဝင်မခံနဲ့ဘလို့ပုံစံမျိုးပဲเนาะ offering လုပ်နေနေဘလို့ပုံစံမျိုးပဲစုတွေတောင်းတောင်းတချို့ကကြောင့် rich demand minute ritual လုပ်နေတဲ့သူတွေရှိတဲ့အစီအရင်တွေရတရားတွေပေါ့เนาะအဲ့တော့လုပ်နေတဲ့သူတွေရှိရအဲ့တော့ဘလို့ ritual ပဲလုပ်လို့ဘလို့ remedy ကိုပဲသုံးသုံးကို့အနေနဲ့ကကိုလုပ်တဲ့ဒီအရာပေါ်မှာအပြည့်အဝယုံကြည်မှုရှိရမယ် နော်ဟာဖြစ်ပါမလားငါဒါကြီးလောက်တာရမှန်ရဲ့လားမသိဘူးဆက်လုပ်လို့အစီအမံအဲ့လိုမျိုး doubts ဝင်လာနေကိုယ့်ရဲ့ manifestation ဒီ100%ကနေတဖြည်းဖြည်းတဖြည်းဖြည်းချင်း minus တွေပြလာတတ်တယ်အဲ့တော့ဒါလေးကိုတတိထားပေးပါအဲ့တော့ rich ဒီမှာမြင်လာဆိုလို့ရှင်ဒီအချိန်ကာလအတော်အတွင်းမှာပေါ့နော်၄ဘတ်၆ဘတ်နော် ဒီအချိန်ကာလအတော်တင်ဒီ reading ကြည့်ပြီးနောက်ထပ်၄ဘတ်၆ဘတ်ကိုပြောရနော်ဒီအတော်တွင်းမှာပဲကို manifest လုပ်ထားတာတွေပြေဝလာဖို့ရှိမယ်အကုန်လုံးတော့ဟုတ်ချင်မှာဟုတ်မယ်ဒါပေမဲ့လည်းဥမာထားလိုက်ပါတော့၁၀ခုလောက်ဆုတောင်းထားရဲဆိုလို့ရှင်၄ခုလောက်ပြေလာနိုင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေး rich မြင်တယ်အဲ့တော့တည်တည်ချာချာ manifest လုပ်တဲ့အခါမှာလုံးဝဒီ low in sanna ဒီဖြစ်ကိုဖြစ်လာမယ်ဆိုတဲ့စိတ်အပြင်ကိုလုံးဝဖြစ်ပြီးပြီးရပြီးပြီးဆိုတော့ပျော်ရွှင်မှုနဲ့ manifest လုပ်ပါဒါဒီ law of attraction သဘောတရားရ law of assuming assumption အဲ့လိုပုံစံမျိုးနဲ့ပေါ့နော် manifest လုပ်ပါကို manifest လုပ်တဲ့ method တွေကိုလည်းနီးမှန်လမ်းမှန်ကြကြလုပ်ပါလို့ rich ကပြောချင်တယ်နော်အဲ့တော့ဒီတန်မြေရတွေအားလုံးကိုဖယ်ရှားလိုက်ပါနော်ဒီ၄ဘတ်၆ဘတ်တော့တင်မှာကိုစုတောင်းထားတဲ့အရာတွေအနေချင်းတော့ပြေဝလာဖို့တော့ရှိတယ်နော်ဒါလိုမျိုးလေးမြင်ရတယ်အဲ့တော့ဒီချိန်ကာလတော့တင်မှာနှစ်ယောက်ကြားထဲမှာဘာတွေတွေ့ရနိုင်မလဲဆိုတော့ rich ဒီမှာမြင်တာကတော့ပေါ့နော်ကန္နမိတ်တွေအကုန်လုံးကတော့အကုန်အကုန်အကောင်းကြီးပဲပေါ့နော်အဲ့တော့ နှစ်ယောက်ကြားထဲမှာ romance လေးတွေတယောက်နဲ့တယောက် ပြန်ပြီးတော့တွေ့ကြုံဆုံစည်းရတာမျိုးတွေเนาะအပြင်မှာ date လုပ်ဖြစ်တာအပြင်မှာအဲဒိတ်ဖြစ်ကြတဲ့အခါမှာလဲပွပွင့်လင်းလင်းနဲ့ပေါ့နော်စကားပြောဆိုဖြစ်ကြတာမျိုးတွေတောင်းစင်တဲ့အရင်တုန်းကပေါ့နော်နှစ်ယောက်အဲချစ်ချင်နူးတတိတူးခဲ့တာတွေပဲဖြစ်ဖြစ်ချစ်ချင်နူးနှစ်ယောက်ရဲ့ happy moment လေးတွေကိုပဲဖြစ်ဖြစ် ပြန်ပြီးတော့ပေါ့နော်ရေဟောင်းနှောင်းပြစ်လေးတွေပြောပြကြရင်းနဲ့တောင်းတဲ့ကြောင့် romantically feeling လေးတွေတော့တကယ်ကိုလုံးဝ beautiful memories လေးတွေတိဆောက်ဖြစ်ကြမယ်ဆိုတာမျိုးတွေ့ရတယ်ပြီးရင်တောင်းတဲ့တယောက်ကြားထဲမှာပုံမွေလင်းလင်းအဲ race ဒီမှာမြင်တာဆို heart to heart conversation လေးတွေပြောပြကြမယ်ပြီးရင်တောင်းတဲ့တယောက်ကြားထဲမှာ commitment လို့တော့ rich မပြောချင်ပေမဲ့ပေါ့နော်ဒီမှာ rich မြင်တာကပျော်ပွဲရှင်ပွဲဒါမှမဟုတ်လို့ရှင်လဲတခုခု event ဒါမှမဟုတ်ရှင်လဲ birthday party dinner party celebration เนาะအဲ့လိုတခုခုလေးတွေ သွားပြတာမျိုးပဲဖြစ်တော့ပြန်အပြင်းမှာတကယ်ကိုပေါ့နော်နှစ်ယောက်ဟန်ကောင်လို့ဖြစ်တာမျိုးပဲဖြစ်အဲ့လိုအနေထားလေးတွေမှာစကားတွေပြောပြကြလိမ့်မယ်ပြောပြကြတဲ့အခါမှာခုနက rich ပြောခဲ့တယ်လို့ပဲ heart to heart conversation တွေပြောပြကြမယ်အဲ့တော့တယောက်နဲ့တယောက်ယဉ်ဖွင့်တဲ့အခါမျိုးမှာပုံမှန်လင်းလင်းပြောဆိုဖြစ်ပြီးတော့ဒီဂရိကပုတ်လေးတွေတယောက်နဲ့တယောက်ပေးတာမျိုးတောင်းချင်လဲဒီဟိုကို့ပေါ်မှာရောသူ့ပေါ်မှာရောပေါ့နော်နားလည်မှုလေးတွေတယောက်နဲ့တယောက်ချိတ်ဆက်ပြီးတော့ အနေအထားလေးတွေပို့ပြီးတော့အစင်တက်လာတာမျိုးတယောက်နဲ့တယောက်ရင်ထဲကိုပို့ပြီးတော့တိုးဝင်ရောက်ပြီးတော့ပေါ့နော်သူရဲ့ခံစားချက်နားလည်လာတာမျိုးကိုယ့်ရဲ့ခံစားချက်နားလည်လာတာမျိုးဒီလိုပုံစံမျိုးလေးတွေဖြစ်လာရဖို့ရှိမယ်ပြီးရင်တယောက်နဲ့တယောက်ကြားထဲမှာအခြေအနေနဲ့ပတ်သက်တဲ့ပေါ့နော် offer ရလာတာမျိုးနော် propose အဲဒါမှမဟုတ်လည်းတချို့တွေဆိုလို့ရှိရင်အရန်ပို့ပြီးတော့ရင်ပတ်ချင်နှီးသွားတာမျိုးပို့ပြီးတော့တယောက်နဲ့တယောက်ဟိုဥမာကွယ်ဟိုဗဇက်ကနေချစ်တယ်မချစ်ဘူးပြောတာ ड़ी ထက်ပေါ့နော်မျက်လုံးလေးတယောက်မျက်လုံးလေးတယောက်ကြည့်လိုက်တာနဲ့ကိုပဲအဲသူ့ရဲ့နှလုံးသားထဲ ठी ထိုးဖောက်ဝင်ရောက်ပြီးတော့နားလဲတာမျိုးเนาะကိုယ်နှလုံးသားလည်းဒီထိုးဖောက်ဝင်ရောက်ပြီးတော့နားလဲလာတာမျိုးအဲ့လောက်ကြီးထိအနေအထားအဆင့်တက်လာဖို့ရှိတယ်เนาะအချိန်ကာလအဖြစ်ဒေါက်တာရီရင်အစ်တမတင်မြင့်တောင်းရှင်ခုနအရစ်ပြောသွားခဲ့တဲ့၄ဘက်ကနေ၆ဘက်တော်တယ်မှာဖြစ်လာရဖို့ရှိမြဲအဲ့တော့အနေထားတွေဒီဒီချိန်ကာလအတော်တယ်မှာကျင်းသေးပေါင်းနှစ်ယောက်ကြားထဲမှာလုံးဝကိုဆူတောင်းထားတဲ့အတိုင်းပေါ့เนาะကိုဖြစ်ချင်တဲ့အတိုင်း victory ရလာဖို့ရှိမြဲဒီ relationship မှာ သတင်းကောင်းနေကြားလာရလိမ့်မယ်ကိုကတစ်ဖက်လူသတင်းကောင်းပေးတာပဲဖြစ်စေတစ်ဖက်လူကကိုယ့်စီကိုသတင်းကောင်းနေတဲလာတာမျိုးပဲဖြစ်စေတကယ်ကို good news တွေနော်လုံးဝ good hopes တွေနော်ပြေးဝလာဖို့ရှိတယ်အဲ့တော့ အဓိကကတော့လုံးဝ negative thoughts တွေဖယ်ပေးပါလို့ rich ကပြောချင်တယ်เนาะအခုဒီချိန်တော့အတွက်မှာကိုကိုကိုလည်းတန်တရားမဝင်နဲ့เนาะဒီမှာ rich ရှိမှာဟို energy check မှာပြောခဲ့တာဆိုလို့ရှိရင် rich la slave တွေဒီအခြေအနေပတ်သက်ပြီးတော့ကိုကိုယုံကြည်မှုတအားနည်းနေတယ်လုံးဝလုံးဝ confidence level ကလေ so မဟုတ်တော့ဘဲနဲ့ so low ဖြစ်နေတယ်เนาะဆိုတဲ့အခါကျတော့ဘာကိုမှ negative thoughts တွေကိုမတွေးဘဲနဲ့အကုန်လုံးကိုလွှတ်ချပါเนาะကောင်းမွန်စွာနဲ့ positive energy တွေပဲ သွင်းမှာပြီးလို့ရှိရင် positive affirmation တွေကိုများများရွတ်ပါဒါဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ဓာတ်လည်းပြန်ပြီးတော့တကြွလာလိမ့်မယ်เนาะကြာနေတဲ့စိတ်ဓာတ်တွေလည်းအပေါ်ကိုပြန်ပြီးတော့မြင်လာလိမ့်မယ်ဒါလေး rich ပြောချင်တယ်အဲ့တော့အခြေအနေလေးတွေကကိုယ့်ရဲ့ favor အတိုင်းကိုဖြစ်ချင်တဲ့အတိုင်းဖြစ်လာရဖို့ရှိတဲ့အတွက်ကြောင့်မလို့ကိုယ်က positive energy နဲ့ပဲနေဖို့လိုအပ်တယ်နောက်တစ်ခုကကြတော့ rich ဒီမှာမြင်တာကอืมဒီ reading ကိုကြည့်နေသူတွေထဲမှာပေါ့เนาะ တချို့သော60ရာခိုင်နှုန်းလောက်က soulmate connection ရှိတဲ့သူတွေပါမယ်တချို့သော40ရာခိုင်နှုန်းလောက်ကတော့ twin flame connection တွေပါမယ်အဲ့တော့ဒီလိုမျိုးအရန် strong ဖြစ်တဲ့ connection တွေပါနေကြတာမျိုးလည်းဖြစ်တဲ့အတွက်ကြောင့်မကိုယ့်ကိုယုံကြည်မှုထားပါနော်ကိုယ့်ရဲ့ connection ကဘာကြီးလဲနော်ပေါင်းမွား connection မှမဟုတ်တာနော်အဲ့တော့ဒီလိုမျိုးတကယ်ကို soul level တယောက်နဲ့တယောက်မြင့်မားစွာချိတ်ဆက်ထားတဲ့ connection တွေဖြစ်တဲ့အတွက်ကြောင့်မလို့อืมပြောရမဆိုဗမာလိုဆိုလို့ရှိရင်တယောက်နဲ့တယောက်ပဋ္ဌာန်းဆက်ပါကြရတယ်လို့ခေါ်တယ်ပါရမီဖြစ်ပတ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့်မလို့ဒီအနေထားတွေက ိုတေချာကောင်းမွန်စွာ handle လုပ်ပါစိတ်ဓာတ်မကျပါနဲ့မြင့်တင်ပါเนาะကိုကိုယုံကြည်မှုရှိပါပြန်ပြီးတော့စိတ်ဓာတ်လေးတွေအပေါ်တွန်းတင်ကြပါလို့ပြောခြင်းတယ်အဲ့တော့ကောင်းတဲ့နမိတ်စကားလေးတွေတီးပါစေမကောင်းတဲ့နမိတ်စကားတွေအကုန်လုံးပယ်ပါစေဒီအအချိန်ကာလတလတာ reading ကတော့အရန်အရန်ကိုကောင်းတယ်ပျော်ရွှင်ရတဲ့ moment လေးတွေကောင်းမွန်စွာဖန်တီးနိုင်ကြပါစေဖြစ်လာမှာလို့လည်း wish ကတော့ညွှန်နေပါတယ်ယုံလေးယုံကြည်တယ်မြင်လေးမြင်မိတယ်ဆိုတော့ โอเคအဲ့တော့ဒီအပတ်တာပေါ့เนาะ color energy reading ကတော့ဒီလောက်ပါပဲအခုလိုမျိုးကို detail ကြကြကိုတက်ရောက်တဲ့အတွက် personal reading မေးချင်တဲ့သူတွေက Richard Facebook page messenger မှာ number 9 number 5 package energy checking package ဆိုပြီးတော့ booking line ရောက်ပြီးတော့မေးလို့ရပါတယ် အခုလို rating အသစ်တွေကိုအမြဲမပြတ်ကြည့်ရှုနောက်ထောင်ချင်တဲ့သူတွေက Russian Facebook page, YouTube channel, Telegram channel နဲ့ TikTok ဒါတွေကို join subscribe follow လေးလုပ်ထားပြီးပြောချင်ပါတယ်ရှင်။နောက်ထပ် rating အသစ်တွေမှာပြန်လည်းဆုံတွေ့ကြပါမယ်။ Original Scenery အားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်။အားလုံးတက်တာ